ဘလောက်ခရီးရောက်ပြီလဲဆိုတာကို Queer and Brave ကအာနာသိမ့်ပြီးတဲ့နောက်ကြာရအခမ်းကဏ္ဍတွေမှာတက်တက်ကြွကြွပါဝင်နေတဲ့ LGBTQIA+ တယောက်ချင်းစီရဲ့အတန်တွေနဲ့စိတ်ခံစားချက်တွေအကြောင်းဟန်နာကသတင်းတင်ဆက်ပေးထားပါတယ်ရှင်။လူအဖွဲ့အစည်းမှာကာလကြာရှည်အမြင့်တွယ်နေတဲ့လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBTQIA+ တို့ရဲ့အခွင့်အရေးတိုက်ပွဲဟာစစ်အာဏာရှင်ကိုတော်လှန်တဲ့ຫນွေဦးတိုက်ပွဲနဲ့အတူပုံမှန်အကောင်လာပါတယ်။ မတရားမှုကိုတွန်းလှန်ကြတဲ့ຫນွေဦးတိုက်ပွဲမှာမတူညီမှုတွေအပေါ်ကွဲပြားမှုတွေလည်းပူးတွဲတော်လှန်နိုင်မလို့ LGBTQIA+ အခွင့်အရေးလှုပ်ရှားသူတွေကယုံကြည်ခဲ့ကြပါတယ်။မတရားအာဏာသိမ်းမှုအောက်မှာလူနည်းစုတွေအကြွလှုပ်ရှားမှုတွေမိမ့်မိန်သွားသလိုအတန်ထွက်ပိုင်ခွင့်တွေလည်းရော့ကျခဲ့ပါတယ်။မြို့မြို့တော်ဖိနှိပ်မှုခွဲခြားမှုတွေအောက်မှာသူတို့ရဲ့ယက်တီမှုရဲရင်မှုစိတ်ဒဏ်ရာနေရာရွှေ့ပြောင်းမှုနောက်ဆက်တွဲအကျိုးဆက်တွေကိုလည်းပြည်သူအလုံးနီးသူတို့လည်းခံစားခဲ့ကြရပါတယ်။ ဒါပေမဲ့အမျိုးသမီးနဲ့ LGBT တွေဟာတော်လိုင်းရေးရဲ့အခန်းကဏ္ဍမှာအများအပြားပါဝင်လာကြပြီးဒီလိုပါဝင်လာခြင်းကလူတွေရဲ့အမြင်တွေအယူအဆတွေကိုတကယ်ပဲပြောင်းလဲနိုင်ပါရဲ့လားဟိုးဟိုးအရင်ကတည်းကဆိုလို့ရှိရင်တော့နောက်ပိုင်းမှာပို့ပြီးပွင့်လင်းလာတယ်လို့တော့မြင်တယ်ဘောနော် LGBT လို့ဆိုဒီ operation နဲ့ပတ်သက်ပြီးလှုပ်လို့ရတဲ့ကိစ္စတွေပါတယ်ဆိုရင်မတိခက်ဘူးကွယ်ဒါပေမဲ့နောက်ပိုင်းဆိုလို့ရှိရင်တော့တော်တော်လေးဟိုဒါတွေက online မှာကစပါဘောနော်အဲ့လို ဟိုလောက်လာတဲ့ဟာမျိုးတွေလည်းအများကြီးရှိတယ်နောက်တော့မှတချို့ဆိုလို့ရှိရင်ဒီ NGBD တွေဆိုချက်ညင်းဟိုလက်ထက်အထင်းများလက်ထက်တဲ့ကိစ္စတွေပေါ့နော်တို့ဒါဆိုလို့ရှိရင်လည်းပေါ်လို့ရင်ဖြစ်လာတဲ့အပိုင်းတွေလည်းအများကြီးရှိလာတယ်လေတော်လိုက်ကာလာမှာလူငယ်တွေတက်ကြွလှူရှားသူတွေကသစင်တန်းသူညီမျှမှုဆိုတာကိုပုံမလက်ခံလာကြပေမဲ့များတော့အဖြစ်အရင်ကလူအဖွဲ့အစည်းထဲမှာမမြင်ရခဲ့တဲ့အာယုံဆိုင်မှုတွေမျက်သားမှုတွေကိုပြန်လည်လာကြတာ ပြန်လည်သုံးသက်သားတွေရှိလာတာတွေ့ရပေမဲ့အများပြည်သူလက်ခံတဲ့အဆင့်အထိပြောင်းလဲမှုကတော့အလန်းဝင်းနေတဲ့ကြောင့်သူတို့အတန်တွေကသင့်ဖို့ပြနေပါရင်ကာလကြာရှိအမြင့်တွေတရှိလာတဲ့လူမှုဝန်ကျင်ကအမြင်တွေဟာအလွယ်တကူပြောင်းလဲနိုင်တဲ့အရာမဟုတ်တဲ့အတွက်စင်ခုံမှုတွေရှိနေတော့မှအမျိုးမျိုးသောစင်ခုံမှုတွေကြားမှာစစ်အုပ်စုကထုတ်ပြန်လိုက်တဲ့စစ်မှုထမ်းဥပဒေကတော့မျိုးသားအမျိုးသမီးနဲ့လိင်စိတ်ခံယူမှုကွဲပြားသူတွေအတွက်လည်းပြေမလုခဲ့ပါဘူး။ ဒီစိန်ခေါ်မှုတွေကိုတော့လူနှဲစုဖြစ်တဲ့လိန်စိတ်ခံယူမှုကွဲပြားသူတွေကပိုပြီးစိုးရိမ်စိတ်များနေတဲ့အကြောင်းပို့အိုတိုင်းရင်သားတယောက်ဖြစ်တဲ့ခွန်ကဆိုပါတယ်ခွန်ကတော့ဒီကနေ့အထိပြည်တွင်းမှာနေထိုင်နေစေလူငယ်ចောင်းသားတယောက်လည်းဖြစ်ပါတယ် အနာဒီမနောပံပေါ်ကိုဝက်သီးထားရတယ်ဒီမှုထံကိစ္စလည်းပါပါခဲ့တယ်ဆိုရင်တော့သူကသူတင်ရခင်းစင်ခုံမှုတွေကအလုံးပြားများပါဆများပြားပါတယ်မဲ့ပါလို့ဆိုတော့ဒီမှုထံကိစ္စမှာပါခေမတော်ဖြစ်ကတည်းရဲ့မြန်မာနိုင်ငံရဲ့မှုထံစနစ်ကကျွန်တော်ကပြောရင်ကောင်းမှုတော့မှုထံစနစ်မဟုတ်ဘဲနဲ့ပြောရင်ဒီအာပြောရင်မကောင်းမှုလည်းနေနေနဲ့ခေါ်ရရင်ခေါ်ဆောင်နေတာဖြစ်တဲ့အတွက်ကျွန်တော်သူ့အနေနဲ့ပါပါခေတော့ကျွန်တော်သူ့အနေနဲ့စင်ခုံမှုများဆိုများတော့ဖြစ်ဖြစ်လာနိုင်တယ်အဲကျွန်တော်အနေနဲ့တစ်ခုပြောရမယ်ဆိုတော့သူကရေးချောင်းနေတဲ့ဒီမှုထံစနစ် ဟမ်းမှာပါပါတယ်သူတိုင်းကလည်းဒီတွန့်ကြည့်ကြောင်းနေနဲ့ထိထားလို့ဆိုရင်တော့ဒီတွန့်အနေနဲ့ပြောရင်ဒီအာ sexually အဖြစ်က emotionally အဖြစ်က physically အဖြစ်ကပြောရင် abuse ဖြစ်လို့နိုင်နိုင်ရှိရှိရဲ့အာနာသိမ့်ပြီးနောက်မျိုးမျိုးတော့အခြေအနေတွေကြောင့်နေရဆွန့်ခွာရချိန်မှာလဲစိန်ခေါ်မှုတွေရှိနေတဲ့အကြောင်းအခီကပြောပြပါတယ်စင်ခေါ်မှုလို့ပြောပြီးဆိုလို့ရှိရင်အဲသူတို့ရဲ့ဟိုဘယ်လိုလဲသူတို့ဖြစ်တည်မှုတွေကိုတော်တော်များကလက်မခံနိုင်တဲ့ဟာတွေရှိတယ်ဗောနော်ရှင်ပြောင်းသွားလာရတာက ခက်ခဲဖြစ်ဖြစ်စေနိုင်တယ်ပေါ့ဥမာဆိုလို့ရှိရင်စစ်စီကိတ်မှာဥမာအမျိုးသားတွေဆိုလို့ရှိရင်တော်တော်များများကသူတို့ကကားပေါ်နေစိန်ခိုင်းတဲ့ဟာရှိတယ်လေအလုံးနေသားမှာသူဆင်းရမလားနေခဲ့ရမလားပို့စတာဖြစ်ပေါ့နော်အဲ့လိုတွေရှိရတချို့ကျတော့လေဒီစကားစားပက်ကနေဘလို့မှာဥမာစစ်စီနဲ့နေမင်းကလေးလားရုပ်ချလေးလားနေရပါလေအဲ့လိုပုံစံမျိုးပေါ့နော်သူရဲ့ဖြစ်တည်မှုကိုအလုံးဟိုလောင်ပြောင်းတဲ့ကိစ္စတွေလည်းများရှိပေါ့နော်ဆိုတော့သူတို့ရဲ့ဖြစ်တည်မှုမလေးစားတော့ဒါကဟို ဒါတော့တော်တော်လေးစင်ကုန်မှုဖြစ်စီတယ်ဗောနော်လက်ရှိမှာတော့လိန်စိတ်ခံယူမှုကွဲပြားသူတွေဟာဒေါ်လာရင်းနဲ့ပဲချဲမှလည်းအများကြီးရှိနေပါတယ်တချို့နေရာတွေမှာတော့အကြမ်းဖက်မှုတွေရှိနေဆဲဖြစ်တယ်လို့ထိုင်းမြန်မာနေဆက်တနေရာမှာနေထိုင်တဲ့လိန်စိတ်ခံယူမှုကွဲပြားသူနီကိုကသူ့အမြင်ကိုပြောပြပါတယ် ချို့တော့ NGBT တွေကျတော့ပြည်ထဲမှာမနေဘဲနဲ့ပြပပြပကိုထွက်လာတဲ့ဟာတွေများပါတော့။သူတို့ဒီအမျိုးသားဖြစ်တယ်။တော်ပြီမဲ့သူတို့အမျိုးသမီးလိုပဲပြုမှုနေထိုင်တဲ့သူပေါ့။ဆပယ်မှုဆိုလို့ရှိရင်အဲ့လိုစင်တော့သူတို့နူးနူးငင်းငင်းလေးတွေသူတို့လှုပ်လှုပ်ချိန်ကြတဲ့ဟာမျိုးတွေရှိပေါ့။ကိုဖျောက်တဲ့ချိန်ကြတော့ဥမာသူတို့အလုတ်ကျန်းတွေပဲလှုပ်တဲ့ချိန်ကြလို့ရှိရင် အဲ့လိုမျိုးတွေလည်းသူတို့ကြုံရတဲ့ဟာမျိုးတွေတော့ရှိတယ်ပေါ့လေသူကကဒီမလုံးချုံမှုလို့ပြောတဲ့ချိန်မှာကပရိတမန်ချိန်နေမှာဆိုလို့ရှိရင်ဆိုလို့ရှိရင်လည်းသူတို့အများကြီးခံရတာပေါ့နော်ဒါပေမဲ့ဒီ နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီတော်လန်ရေးဘက်ကနေပြီးတော့မှလည်းပြဖြစ်ပေါ်တော့ဒါကဒီလိုမျိုးဒီလင်ပိုင်းဆိုင်ရာဂျမ်ဖတ်မှုတွေဆိုလို့ရှိရင်တင်းနောက်ပိုင်းဆိုလို့ရှိရင်မျိုးသမီးရပဲကြုံရမျိုးမဟုတ်တော့ဘူးเนาะဒီ NGB တွေတွေလည်းကြုံလာရတဲ့နေသားတွေလည်းအများကြီးရှိတယ်ပေါ့ဥမာအဲဒီ PDF တွေဝင်နေတဲ့အဲလိုအချင်းချင်းဒီဂျမ်ဖတ်တဲ့ကိစ္စတွေပေါ့เนาะအဲအဲလိုမျိုးတွေလည်းချိချိလာတဲ့ဟာမျိုးတွေဆိုလို့ရှိရင်လည်းတတိထားမိတယ်ပေါ့လူအတိုင်းဝိုင်းရဲ့စံနှုန်းတွေကိုကိုဘလို့မြင်မယ်ဆိုတဲ့မိကွန်းတွေကြားထဲမှာ LGBTQIA+ လူငယ်တွေအချိန်တိုင်းစိတ်ထိခိုက်မှုတွေခံရကြရပါတယ်။ Don't care ဆိုတော့အများကြီးပေါ့နော်။အထက်တစ်ခုဆိုရင်ကျွန်တော်ကရန်ကုန်တက္ကသိုလ်မှာကျွန်တော်အင်တာဗျူးတက္ကသိုလ်ဝင်ခွင့်အတွက်ပေါ့နော်ကျွန်တော်အင်တာဗျူးတွားပြီးတော့မှဟိုတွားဖြစ်ရပေါ့နော်ဖြစ်ရတဲ့အခါမှာကျွန်တော်ကအဲ့တော့က ကိုကအဲ့တော့ကိုရဲ့အကျဉ်းသားရဲ့လေဒီကိုက coming out လဲလို့လောက်ထားပီတာဆိုတော့ကျွန်တော်ကအဲ့တိုင်းပဲကိုရဲ့ဟိုပုံစံအတိုင်းပဲဘောင်းမီရဲ့အင်ဂျီအဲ့လိုဘောင်းမီရှင်ဘောင်းမျိုးသွားလဲပေါ့အဲ့ဒီကြောင့်အဲ့ပမောက်ခတဲ့ကကျွန်တော်တော်ကြလေးလာမင်းမင်းလေးလာကျွန်တော်က ဗမာကိုကတော့အဲ့လိုမျိုးခံယူထားတယ်ပေါ့ပြင်းပြင်းထန်ထန်ခံယူထားတယ်ပြောတော့အဲ့ဆိုရင်တော့မင်းကြီးလိုပဲလေအဲ့လိုမျိုးပြောတော့အချိန်မှာကိုတော်တော်လေးတော့စိတ်ကောင်းဖြစ်သွားတာရန်ကုန်တက်ကလို့ဆိုတော့တကယ်တော့မြန်မာနိုင်ငံမှာဆိုရင်တော့တက်ကလို့ကြီးတစ်ခုလို့ပြောလို့ရပါတော့အဲ့ဗမာကအဲ့လိုမျိုးဆိုတော့ကိုလည်းနည်းနည်းရောအအောင်အောင်အိုးပါတော့ကိုတော်လည်းစိတ်ကောင်းတော့ဖြစ်သွားလူရင်ကျင်းမှုနဲ့ဘာသာရေးတံဖိုးတွေဟာတခါတလေအချွန်လွယ်မှုအဖြစ်လူအခွင့်အရေးတွေကိုတာစီနေတတ်ပါတယ်။ မြမလူမှုအတိုင်းအဝိုင်းအတွင်းမှာ LGBT လူငယ်တွေဟာတဘာဝအတိုင်းအသက်ရှင်ခွင့်ရဖို့ကိုပဲလူချင်နေကြတာပါဒီကျွန်တော်တို့ရဲ့လူမှုအတိုင်းအဝိုင်းနေပြီးတော့ဟိုဒီ ကကြတော့လေဟိုတိတာတိစီမမြင်စေနဲ့ဆိုသလိုနောက်တစ်ခုကကြတော့လေမိမိဘတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီဒီအတိုင်းအဝိုင်းပဲဖြစ်ဖြစ်ပေါ့နော်ဟိုသူတို့ဟိုတိရောတိပါလိမ့်မယ်ဒါပေမဲ့ဟိုမပြောနဲ့ငါတို့မသိချင်ဘူးဆိုသလိုပေါ့နော်ဟိုမသိချင်ဘူးဆိုတာသူတို့တိနေလို့ပေါ့နော်အဲဆိုတော့တိနေတိနေရဆိုတော့ဟိုမပြောနဲ့ပေါ့နော်ဟိုဒီတိုင်းပဲထားလိုက်ပေါ့နော်ခုနကဒီဟို cultural as a whole လူမှုအတိုင်းအဝိုင်းတစ်ခုလုံးအနေနဲ့လဲဟို တရားသိစေမမြင်စေနဲ့ဆိုသလိုပေါ့ challenge တွေကတော့ဒီလိုမျိုးမိသားစု ဝင်တွေပြီးတော့ဒီကိုမရှိနေတဲ့အတိုင်းအဝိုင်းအနည်းနာတငယ်ချင်းတွေကိုကဖွင့်ပြလို့မရတဲ့အခါမှာကျတော့ဒီဟိုအခက်အခဲအနည်းနဲ့ကျတော့ဒီ help ပေါ့နော် help ဒီ physical help ပေါ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအရန်ထိခိုက်ပါတယ်။ကိုကကျတော့ mental help ပေါ့ကိုရဲ့ဒီခံစားချက်တွေကိုကိုပြောပြလို့မရနေဘူး။ကိုရဲ့ဟိုတိုင်ပင်လို့မရနေဘူး။ဟိုပြီးတော့နောက်တစ်ခါကျတော့ဒီအာဘာသာရေးအနည်းနဲ့လည်းဒီဒီအာရေးကိုမကောင်းတဲ့အရာတခုလို့သတ်မှတ်ထားတဲ့အခါမှာကျတော့ကိုကဟို အသက်ရှင်နေရတဲ့ပဲဟိုငရဲမှာရှင်နေရတယ်လို့ပေါ့နော်လူမှုဘဝတစ်လျှောက်လုံးအယူဆွဲလာတဲ့ကြားဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့စံနှုန်းတတ်မှတ်ချက်တွေကိုကလေးအရွယ်ငယ်စဉ်ကတည်းကလက်ဆက်မကန့်ဖို့လူကြီးမိဘတွေအနေနဲ့လေ့ကျင့်သင်ကြားပေးခြင်းကအရေးကြီးတယ်လို့အမိမဖော်လို့သူအမျိုးသမီးရေးလှူဆောင်သူတချို့ကလည်းဆိုပါတယ်လူမှုပတ်ဝန်းကျင်မှာယောက်ျားလေးဆိုတာဥဆောင်နိုင်ရမယ်ငွေရှာနိုင်ရမယ်အလပမကြက်ရဘူးမိန်းကလေးဆိုရင်လည်းအနွဲ့တူဖြစ်တယ် အင်ဂျရီသိခါရှိရမယ်။လတပတနေရမယ်။စသဖြင့်ရောက်ကြဖြစ်ခြင်းမိမဖြစ်ခြင်းဆိုတဲ့စံနှုန်းတမတ်ချက်တွေကိုလက်ရှိအချိန်ထိယူဆလက်ခံနေကြပါတယ်။တတလုံးအယူဆွဲလာတဲ့ကြားဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့ပုံစံခွက်အပေါ်ကြားမစံနှုန်းတမတ်ချက်တွေမရှိအောင်ကြားဖြစ်ခြင်းမဖြစ်ခြင်းပေါ်မူတည်ပြီးခွဲခြားတမတ်တဲ့စံနှုန်းတမတ်ချက်တွေကယုံကြည်ကိုးကွယ်မှုရိုးရာယဉ်ကျေးမှုဒလိထုံတန်းတွေမှာပိုအမြင့်တွယ်တာတွေလည်းရှိပါတယ်။ကျမဟန္နာပါ